ပိတ်သက်ကြီးများအားလုံးမင်္ဂလာပါတော်တန်းတို့တော်ကြီးကန်းချက်ပြုတ်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ချက်ပြမယ်ဟင်းကတော့အမဲသားနှက်ကလေးဖြစ်ပါတယ်ရှင်လက်ရည်ကလေးတခြားလုပ်တယ်เนาะဒီဒီဟာတွေကစီကူစင်ထားတာအနာမဟုတ်ဘူးဒီမှာလေးမြဲအောင်လုပ်တယ်အဲ့တော့ဒီမှာအမဲသားကလေးဘိတ်တာစားထည့်ပါတယ် နောက်ပြီးတော့မပါမဖြစ်ချုံမုံလေးပေါ့နော်ထည့်ပြီးဆိုရင်ညထည့်ပါမယ်နောက်ပြီးတော့စနုံမုံလေးပါအဲ့ဒါပြီးရင်အရင်လေးသမအောင် ကဲအဲ့လိုလေးနေပြီးသွားတော့ခြင်းကြက်တော်ယူထောင်းထားတာလေးကိုထည့်ပါမယ်မဆလာမသုံးကျင်တာကြောင့်မို့လို့ခြင်းကြက်တမျိုးလို့ထည့်တယ်ထည့်ပြီးတော့မှနောက်တစ်ခါပြန်နေပါမယ်အဲ့ဒါနေပြီးသွားရင်တော့အနည်းဆုံးတနာရီလောက် နှက်ထားပါမယ်။ရှာလကာရေသို့မဟုတ်ရှောက်ဝင်းသီးထည့်ရင်လည်းရတယ်။ဒါပေမဲ့ကျမတို့ကအဲ့ဒါမထည့်ဘဲနဲ့မီးနဲ့ပဲအချိန်ယူပြီးတော့ချက်မှာပါ။အမဲသားကလည်းကိုလူချင်းတလောက်အများကြီးဝယ်လို့မရလို့ရသလောက်ကလေးပါ။ဒါလည်းတော်တန်းကသားတွေအတွက်ပေးဖို့မှာပါ။အမဲသားကပန်ဓာတ်အဖြစ်တာကြောင့်မို့လို့ကျမတို့ကအမဲသားကို ပို့ပြီးတော့မှပို့ပေးချင်တာပါ။ဒါပေမဲ့တချို့သောသားတွေကအမဲသားမစားဘူးဆိုတော့သူတို့အတွက်တော့ ငချောင်းနဲ့မေုပ်ပြီးကြော်တာလေးနဲ့ထည့်ပေးပါမယ်ဒီအမဲသားဟင်းလေးရဲ့အရေးတော့ဟင်းလေးတစ်ခုနဲ့တော်တန်းကသားရည်စီကိုရေခါပို့ပေးပါပါဘလို့ပဲခက်ခဲကြုံနေပါစေကျမတို့ကတော့ရှေ့သို့သာပါရှင် Mobile Medical Team MMD West Division မှာရှင့်